ိုစုံးမင်းဟာမြို့မစေယုံကြီးမှာညဆောက်ဖြစ်ပထမဆုံးအလုပ်ဆောင်ဝင်နေညစေယုံကြီးဟာဟောင်းနှံပေမဲ့ပြန်လဲပြင်ဆင်ထားလို့အပြင်ပန်းကခြေကောင်းနေပေမဲ့လည်းညဘက်မှာတော့လေဟာနဲ့တခုလိုတိတ်ဆိတ်လုံးနေပါတယ်။သူ့ရဲ့တွေ့ဖက်တတန်းရဲ့ညဆောက်ဦးမြင့်ကတော့စကားနှဲပြီးတော့စိတ်တက်မာတဲ့ပုံစံရှိတယ်။ဒါပေမဲ့ပထမဆုံးညမှာပဲကိုစုံးမင်းကိုအရေးကြီးတဲ့အကြံဉာဏ်တစ်ခုကိုပေးလိုက်တယ်။ဒီစေယုံကြီးကညဘက်ဆိုရင်တိတ်ဆိတ်ထားထပ်ပိုတယ်ကွာ။ ညီလေးမင်းလှည့်ကင်းလောက်ရမယ့်နေရာတွေကိုတော့လှည့်ကွာဒါပေမဲ့လေးလောက်တော့မလို့အဖက်နဲ့လုံးဝမတက်နဲ့။ဦးမြင့်ကလေးလောက်မှာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကမိလောင်မှုတွေကြောင့်လူအများအသက်ဆုံးရှုံးခဲ့မှုကြောင့်အဲ့နေရာမှာရင်ခွဲရုံအဟောင်းနဲ့အရေးပေါ်အခန်းအဟောင်းတွေသာရှိပြီးအခုတော့ပိတ်ထားကြောင်းကိုရှင်းပြတယ်။ကိုစိုးမင်းကဒီလိုအယူသီးမှုတွေကိုမယုံကြည်ကြောင်းရင်မောပြောလိုက်တယ်။စိတ်မပူပါနဲ့ဦးမြင့်ရဲ့ကျွန်တော်ကဒီလိုအရာတွေကိုဂရုစိုက်တတ်တဲ့သူမဟုတ်ပါဘူး။ ညစနိုင်ကြတော့ကိုစုံမင်းလှဲ့ကင်းဆ ਾਇ ရပြီစေယုံင်းတွေကတိတ်ဆိတ်မှုဟာလေးလံလွန်နေတယ်လှဲ့ကင်းလုံနေရင်ရုတ်တရက်ပဝင်းကျင်အပူချင်းကတိတိတသားကိုကြာဆင်းသွားတယ်နလောကလေးလူနာဆောင်အနီးကမှန်ပြတဲ့မောက်နာအရောက်မှာတော့ပုံရိပ်တစ်ခုဟာလှဲ့ညာစွာဖြတ်သွားတာကိုသူမြင်လိုက်ရတယ်ဟေးလေးတိုက်တာလားမသိဘူး ြန်လွားมาပဲသူမလုံးမရှက်ရက်ကြည့်နေခလုံးမနှိပ်ပဲနဲ့ဓာလီကဟာလေးလွားကိုအလိုလျောက်တက်သွားတာကိုကိုစိုးမင်းမျက်မြင်ကိုတွေ့တွေ့လိုက်ရတယ်။ခဏအကြာမှာတော့ပြန်ဆင်းလာပြီးတကားပွင့်လာတဲ့အခါမှာဓာလီကထဲမှာဘသူမှမရှိဘူး။ဒါပေမဲ့တကားဝမြေပြင်ပေါ်မှာသွေးကွက်တွေပေးကျန်နေတာကိုတွေ့လိုက်ရတယ်။သူချက်ချင်းတုံလိုက်ပြီးမှကြောက်စိတ်ကဝင်လာတယ်။သူစိတ်မတက်မသားဖြစ်နေတော့မယ်။အောက်ထပ်အဲ့ဂျိုကောင်တာကဖုံးမိလိုက်။ ဟယ်လိုမြို့မဆေးုံရဲ့ညှောက်ဌာနပါဖုန်းတစ်ဖက်ကတွန်းမြင့်နဲ့ငိုတန်လိုလိုလေချုံတန်လိုလိုပဲကြားရပြီးတော့ကိုစုံရဲ့ဖုန်းကိုပြန်ချလိုက်တော့မှသူ့ကိုယ်သူပြန်ပြီးအသက်ရှူပဲတော့တယ်ဘသူလဲရုတ်တရက်မျက်နှာချက်ကနေရေဆက်ကြတန်ကြားလိုက်ရတယ်ပေါ်ဆုံးတဲ့လေးလွာကနေ ျက်စီးရွှေလျားတံတွေကိုတဒုံဒုံစကြလာရတယ်။ဦးမြတ်ရဲ့တတိဘေးစကားကိုမေ့လျော်ပြီးတော့လေးလွာကိုတက်ဖို့သူဆုံးဖြတ်လိုက်တယ်။သူ့ရဲ့စူးစမ်းလိုတဲ့စိတ်နဲ့အဆောက်တယောက်ရဲ့တာဝန်သိစိတ်ကကြောက်ရွံ့မှုကိုကျော်လွှားသွားခဲ့ပြီ။လေးလွာရဲ့အီးဆက်တဲ့ဆွေးမြင့်နေတဲ့ကော်ရိုက်တာရင်ခွဲရုံအဟောင်းတကားကအနေငယ်ဟာနေတယ်။အခန်းထဲဝင်လိုက်တော့ ။မောင်ရိပ်ထဲမှာရှိတဲ့ကတင်ဟောင်းပေါ်ကအရာတခုကဒီဆက်ဆက်လှုပ်ရှားနေတာကိုမြင်လိုက်ရတယ်။ကျုပ်တည်းနယံကနေမီးလောင်ထားတဲ့သူနာဖြစ်ပုံရိပ်တခုထွက်ပေါ်လာပြီးအဲ့ဒီအရိပ်ကသူ့ရဲ့လက်ဘဝကိုစွဲယူလိုက်တယ်။ဟုတ်စိုးရင်အဆောက်အအုံကိုလည်းတွေ့ရမှာအသက်ရှင်နေရတယ်။ အိမ်မက်မဟုတ်ဘူးဆိုတာသိကြသွားတယ်။လက်ရာတွေဟာကိုစုံးမင်းရဲ့လက်ကွက်ပေါ်မှာပူလောင်တဲ့အမှတ်သားဖြစ်အခုထိကျန်နေတော့မယ်။ကိုစုံးမင်းမနက်မိုးလေးလိုဂျူတီချင်းတဲ့အခါမှာစေယုံကြီးကိုနောက်ဆုံးတစ်ချက်လှည့်ကြည့်လိုက်တဲ့အခါလေးရာရဲ့တည်င်းပပေါ်မှာဖြူကောင်အရေးတကူကခရီးကြီးပေါ်လာတာကိုသူတွေ့လိုက်ရတယ်။ဒါပေမဲ့သူမပြုံးနေတယ်။